ကောင်းတက် DNLA ဟာတီးပေါ်မြို့ကနေတက်ဆုတ်သွားခဲ့ပြီးဖြစ်ပါတယ်။ DNLA ရဲ့ပြောရေးဆိုခွင့်ရှိသူလွေရည်ဦးရဲ့ပြောကြားချက်အညာစစ်ကောင်စီရဲ့ထိုးစစ်လေကြောင်းပစ်ကူနဲ့ drone တိုက်ခိုက်မှုတွေကြောင့်လူလူနဲ့နာမှုမရှိစေဖို့ခွာဆိုရခြင်းဖြစ်တယ်လို့ဆိုပါတယ်။ပြွာမြောက်ခွာဆုံမှုနဲ့လူလူနဲ့နာမှုကိုရှည်တန်းတင်ရခြင်းအတိုက်ပေကပါလဲဆိုတဲ့အချက်လက်တွေကိုဒီနေ့တင်ပြပေးသွားပါမယ်။ DNLA ပြောရေးဆိုခွင့်ရှိသူလွေရည်ဦးက BBC ကိုအတီးပြပြောကြားခဲ့တာကတော့စစ်ကောင်စီဘက်ကထိုးစစ်ဆင်မှုတွေများပြားလာခြင်း၊လေကြောင်းလက်နက် drone တွေအပြင် Yan 2ရဲ့ပူးပေါင်းပါဝင်အားတွေကြောင့်တိုက်ပွဲအရှိန်မြင့်လာခဲ့ပါတယ်။အရေးကြီးဆုံးအချက်ကတော့တိုက်ပွဲထစ်တဲ့အချိန်မှာစစ်ကောင်စီကလေကြောင်းကန်တွေပုံကျက်တိုက်ခိုက်တာဟာလူမှုတအားနဲ့နာသွားတဲ့ပုံစံမျိုးထွက်တယ်။မြို့တွေမှာဆိုမိလောင်ပြကြတဲ့အဆင်ရှိနေတယ်လို့ဖော်ပြခဲ့ပါတယ်။ဒါကြောင့်လူမှုနဲ့နာမှုမရှိစေဖို့ခွာဆုပ်ပုံစံမျိုးနဲ့ပဲဆုတ်ရချင်းထက်တယ်လို့ TNN လေကရှင်းပြထားပါတယ်။အော်ဘလတ်တဆိုင်ချောင်းရည်ကမြို့တွင်တိုက်ခွဲတွေပြင်းထန်ခဲ့ပြီးစစ်တပ်ရဲ့လေကြောင်းပုံကျဲမှု drone တိုက်ခိုက်မှုလက်နက်ကြီးတွေနဲ့မိလောင်ပုံးတွေကြောင့် ဌာနဆိုင်ရာအဆောက်အဦတွေမီးလောင်ခဲ့တာလို့ TNN လေကတုံ့ပြန်ခဲ့ပါတယ်။စစ်တပ်ကတော့အချင်းဦးစီးဌာနအထွေထွေအုပ်ချုပ်ရေးယုံမြေစင်းယုံနဲ့တီဘောဟိုတယ်တွေမီးလောင်ခဲ့တာဟာ TNN ရဲ့ကြောင့်ဖြစ်တယ်လို့ပြန်လည်ဆွဆွဲထားပါတယ်။ဒီလိုမီးလောင်ပျက်စီးမှုတွေဟာတိုက်ပွဲရဲ့စစ်မှန်တဲ့ရလတ်ထက်မြို့ပါနဲ့နာဆုံရှုံမှုကိုဘယ်သူမှတာဝန်ရှိတယ်လဲဆိုတဲ့မေးခွန်းကိုပို့ပြီးထင်ရှားစေပါတယ်။လက်ရှိအခြေအနေကိုခမည်းကြီးပါ TNL ဟာသူတို့ထိုင်းချုပ်ထားတဲ့နောင်ချိုကြောင်မဲတီဘောမြို့၃မြို့ကိုလက်လွတ်ခဲ့ရတာဖြစ်ပါတယ် မြန်မာတရုတ်နိုင်ငံကုန်သွယ်ရေးအတွက်အရေးကြီးဆုံးဖြစ်တဲ့ပြည်တော်စုလမ်းမကြီးပေါက မြို့ကြီးတွေဖြစ်တဲ့လာရှိုတီဘောကြောင်းမဲနောင်ချိုကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့အနေအထားကိုရောက်ရှိလာပါပြီ။တိုးတိုးစိန်နီမြို့ကိုတော့ကိုကန်းတမောင်းဟာဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပါလေ။ DNL ဟာစစ်တရဲလေချောင်းရင်ငါကိုတောင်းခံမထားနိုင်တော့တဲ့အတွက်လူလူကိုအကာအကွယ်ပေးတဲ့အနေနဲ့ခွာဆုတ်ရခြင်းဟာစစ်ရေးဖြူဟာမင်္ဂန်တယ်လို့ခမရသုံးသပ်မိပါလား။ဒါမှမဟုတ်တရုတ်ရဲ့ချင်းကပြူအောက်မှာ DNL ရစီးရဲနဲ့နိုင်ငံရေးဖီအားတန်ကိုတပြိုင်တည်းခံနေရလားဆိုတဲ့အချက်ကိုဘလို့မြင်ပါသလားဒီလိုအရေးပါတဲ့စီးပွားရေးလမ်းမကြီးပေါ်ကမျိုးတွေကို DNL ကဆုံးရှုံးလိုက်ရခြင်းဟာရှမ်းမြောက်ဒေတာရဲ့တောင်းလန့်နေအနေအထားကိုဘလို့မျိုးကြောင်းလဲစေနိုင်ပါသလားရခိုင်လူမျိုးများပြည်တော်စုကခွဲထွက်ရင်ပြတိုက်မှာကြည်ရတော်မီဟုဦးဇော်အေမောင်ပြောလိုက်ပါတယ်လွန်ခဲ့တဲ့ရပိုင်းကနေနဗီတော်မှာစစ်ကောင်စီကဦးစီးကျင်းပခဲ့တဲ့ တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရဲ့တဘောတူစာချုပ် NCA ရဲ့ Senate ပြီးအခါနာဟာအာနာပိုင်တွေရဲ့ပြတ်သားတဲ့တဘောထားဟု ကဘာတိထုတ်ဖော်ပြတ်တာခဲ့ပါတယ်။အဲ့ဒီအရေးပါတဲ့အခါနာမှာစစ်ကောင်စီကခန့်အပ်ထားတဲ့တိုင်းရင်းသားလူမျိုးများရဲ့ဒုတိယဝန်ကြီးဦးစော်အေးမောင်က ရခိုင်ပြည်နယ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အမြင့်ဆုံးသောချိန်မြောက်တန်တချို့ကိုလည်းပြောကြားခဲ့ပါတယ်။သူရဲ့ပြောကြားချက်ဟာ လက်ရှိစစ်ရေးအခြေအနေနဲ့နိုင်ငံရေးမတည်ငြိမ်မှုကိုပြင်းမထားပြီးဓာတ်ရိုက်တတိပေးနေတာပဲဖြစ်ပါတယ်။ဦးစော်အေးမောင်ကကျွန်တော်တို့ရခိုင်ပြည်နယ်ကိုကြည့်လိုက်ပါစို့ရခိုင်ပြည်နယ်ဟာပြည်တော်စုက ခွဲထွက်လို့မရဘူးပြည်တော်စုကခွဲထွက်တာနဲ့မကြခင်မှာရခိုင်လူမျိုးနဲ့ရခိုင်ပြည်နယ်ဆိုတာပြတိုင်မှာကြည့်ရမယ်ဆိုပြီးချိန်မြောက်ပြောဆိုခဲ့ပါတယ်ဒီလိုပြင်းထန်တဲ့တတိစကားကိုပြောဆိုရမှာသမိုင်းဆိုင်ရာဥပမာတစ်ခုကိုပါ ထဲ့တွင်းအသွင်ပြုခဲ့တာကိုခမားလို့တတိပြုရပါမယ်။၎င်းကကျွန်တော်ပြောတာမယုံမရှိနဲ့ပြူလူမျိုးဆိုတာဒီကနေ့ပြလို့မရတော့ဘူး။ဘယ်မှာလဲပြူလူမျိုးပြတိုင်မှာပဲရှိတော့တယ်။အဲ့ဒီသတင်းစကားကိုတော့တနိုင်ငါလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲသဘောတူစာချုပ်ဆယ်နှစ်ပြည့်နှစ်အမှားစကားအနေနဲ့ပြောကြားခြင်းပါတယ်ဆိုပြီးပြူလူမျိုးပျောက်ကွဲသွားမှုကိုထောက်ပြခဲ့ပါတယ်။ဒီပြောဆိုမှုဟာ ရခိုင်လူမျိုးရဲ့တီးရှိမှုကိုပါ ထိဖားလာတဲ့အလွန်ပြင်းထန်တဲ့ခြေမြောက်မှုတရက်ပဲဖြစ်ပါတယ်။ဒီခြေမြောက်စကားထွက်ပေါ်လာရတဲ့နောက်ွယ်ကစီရဲအခြေအနေက ပိုပြီးအရေးကြီးပါတယ်။အာရခဒတတ်အာလက်ရှိမှာပလက်ဝါအပါဝင်မြို့နယ်15မြို့နယ်15မြို့နယ်ကိုစတိန်ဖိုက်ထားပြီးကြောက်ဖြူစစ်တွေမန်အောင်စတဲ့မဟာဗျူဟာမြောက်မြို့ကြီးတွေကိုပါထိုးစစ်တိုက်ခိုက်နေတာဖြစ်ပါတယ်။စစ်ကောင်စီရဲ့တပ်စခန်းတွေကိုတိုက်ခိုက်သိမ်းဖိုက်ခဲ့ပြီး လက်ရှိမှာတဲ့ရခိုင်ရိုးမနဲ့အနီးဆုံးနှက်ရည်ကန်ဘျူဟာကုန်းကိုပါတိုက်ခိုက်နေတာဖြစ်တဲ့အတွက်ဥဇိုအီမောင်ရဲ့ချိန်မြောက်စကားဟာစီရဲအရာအရှုံးနဲ့ရင်ဆိုင်နေရတဲ့စကော့မရဲ့စိုးရင်ပူပန်မှုကိုနိုင်ငံရေးစကားနဲ့ပြန်လည်ထုတ်ဖော်တော့ပဲဖြစ်တယ်လို့ကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်။ဥဇိုအီမောင်ဟာ လက်နက်ကင်ပိပိခါကြောင့်တိုင်းပြည်စင်းရဲမွဲတေတန်းရတဲ့ရောက်နေတာကြောင့်ကိုလည်းထောက်ပြခဲ့ပါတယ်။၎င်းကတိုက်ပွဲဖြစ်တဲ့နေရာကိုကြီးလိုက် ပြည်သူလူထုပဲဒုက္ခရောက်တယ်ဘာမှမဖြစ်လာဘူးနှစ်ပေါင်း80နာနီလာပြီတိုင်းရင်သားတွေလက်နက်ကွန်ပုန်ကန်တယ်တိုင်းရင်သားပြည်နယ်ဖြစ်လာသလားတိုင်းရင်သားနိုင်ငံ ဖြစ်လာသလားဘာမှမဖြစ်လာဘူးဘာဖြစ်သွားတယ်လဲမွဲတယ်ဆင်းရဲတယ်ဆိုပြီးပပစ်ခတ်ရဲ့စိုးရွေကို ဝေဖန်ခဲ့ပါတယ်ထို့အပြင်၎င်းကလက်ရှိတော်လန်ကြီးကိုဥဆောင်နေတဲ့တိုင်းရင်သားလက်နက်ကန်အဖွဲ့အစည်းနဲ့ PDF တွေကိုပါပင်မထားပြီး အလင်းဝင်ဖို့တိုက်ရိုက်တောင်းဆိုခဲ့ပါတယ်။၎င်းကလာပြီးတော့အလင်းဝင်ပါနိုင်ငံတော်နဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်ပါ နိုင်ငံတော်အာဏာကိုလိုချင်တဲ့နိုင်ငံရေးပါတီထောင်တော်လဲကောင်းတတိပုဂ္ဂလိကလည်းကောင်းဝင်ရောက်ရင်ပြိုင်ပါလက်နက်ကင်ပြီးတော့တော်လန်လူကတော့လူတွေတေတာပဲအဖတ်တင်မယ်ဘယ်တော့မှနိုင်ငံရဲ့အာဏာမရနိုင်ဘူးဆိုပြီးနိုင်ငံရေးလမ်းကြောင်းကို လောင်းလျှောက်ဖို့တိုက်တွန်းခဲ့ပါနဲ့။ဒါဟာစစ်ကောင်စီရဲ့လက်နက်စွန့်ပြီး သူတို့စီစဉ်တဲ့ရွေးကောက်ပွဲစနစ်ထဲဝင်ရောက်ရန်ဖိတ်ခေါ်တဲ့ရှင်းလင်းတဲ့မူဝါဒတစ်ခုပဲဖြစ်ပါလေ။ဦးဇော်အေမောင်ဟာဒီအခမ်းအနားမှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလဲပြောဆိုခဲ့ပါတယ်။၎င်းကမဲပေးခြင်းဟာနိုင်ငံသားတဦး၏အမြင့်ဆုံးအခွင့်အရေးထွက်ကြောင်းနဲ့အသေးကြောက်ကမဲတပြားဖွင့်တာဝန်အနှောင့်အယှက်ချင်းထွက်ကြောင်းရှင်းပြခဲ့ပါတယ်။ဒီလိုပြောဆိုနေချိန်မှာပဲ KNU CNF အပါဝင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအမနာပြကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအယားမဝင်ဆိုပြီးကန့်ကွက်ထားကြတာကိုခမည်းတော်လည်းသိမယ်လို့ယုံကြည်ပါတယ်။ AK Channel ရဲ့ပရိသတ်တွေသုံးသပ်ကြည့်နိုင်ပါတယ်။ AA ဟာပြည်တော်စုကခွဲထွက်ရင်ပြူလူရိုးလူပြတိုင်မှာရောင်မယ်လို့တိုက်ရိုက်ချင်းမြောင်နေစီမှာတစ်ဖက်ကလည်းအသေးကြကမဲတပြားနဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုတရားဝင်စေဖို့စီစုံနေပါလေ။ ဒီလိုချိန်မြောက်မှုနဲ့ဖိတ်ခေါ်မှုတွေကိုပောင်းပွဲထားတဲ့နီလန်ဟာဘလို့ရလက်တွေထတ်ပေါ်လာမလဲရခိုင်လူမျိုးတွေဟာစေရေးအောင်မြင်တဲ့သူတို့ရဲ့ရည်မှန်းချက်ကိုလက်ရှိစစ်မျက်နှာပေါ်မှာအကောင့်ထက်အဖော်နေချိန်မှာဒီလိုအာဏာပိုင်ဆန်တဲ့ချိန်မြောက်တန်ကိုဘလို့တုံ့ပြန်ကြမလဲဒါဟာကျွန်တော်တို့အားလုံးအလေးနဲ့စဉ်းစားရမယ့်အချက်ပဲဖြစ်ပါတယ်ခင်ဗျမန္တလေးမြောက်ပိုင်းကိုထိုးဖောက်နေသောစစ်ကောင်စီရဲ့ဗျူဟာ လွန်ခဲ့တဲ့၃ရက်ခန့်ကစလို့မန္တလေးတိုင်းရဲ့မြောက်ဘက်ခြမ်းမှာစစ်ကောင်စီဘက်ကစစ်မျက်နှာသေးတစ်ခုဖွင့်လှစ်လိုက်ပါတယ်။ဒီစစ်မျက်နှာဟာတမားရိုးကြတိုက်ပွဲတွေထက်လေကြောင်းအင်အားနဲ့လက်နက်ကြီးပစ်ကူကို အပြည့်အဝအထုံးပြုပြီးထိုးဖောက်ဝင်ရောက်လာတဲ့ဗျူဟာမြောက်ထိုးစစ်ထစ်တယ်ဆိုတာကိုခင်ဗျားတို့သတိပြုရပါမယ်။ဒေါ်လာညေဖွဲ့ရီစစ်ဆောင်အေကူညီသူတွေနဲ့ဒေတာကန်တွေရဲ့ပြောကြားချက်အရာ စစ်ကောင်စီတက်ခါစစ်ကြောင်းတွေခွဲပြီးမတရားမျိုးနယ်ရဲ့မြောက်ပတ်ချံကြီးဝါတွေကိုအရှင်ဟုံမြင့်ထိုးစစ်ဆင်နေတယ်လို့သိရပါတယ်။ဒီတိုက်ပွဲတွေဟာအ धिक အားဖြင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF ကအလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားတဲ့စင်ကူးမျိုးနယ်ရဲ့နယ်မြေတွေနဲ့ထိစပ်နေတဲ့နေရာတွေမှာအော်တိုဘာလာ73ရက်နေ့ညပိုင်းကတည်းကစတင်ခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမှာမတ္တရာမြို့ရဲ့အရှိမြောက်ဘက်10မိုင်ခန့်30မိုင်အကွာမှာရှိတဲ့ရုံးပင်ကြီးဝါအနီးမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့စီရင်ရင်စုများရဲ့ပြောကြားချက်အရသိရပါတယ်ခင်ဗျာဒီဒေသ3ခုရဲ့ပထဝီဝန်ကနေထားကအင်မတန်အရေးပါပါတယ်မတ္တရာစင်ကူတပိတ်ကြီးမြို့တွေကအေယော်ဒီမြို့ရဲ့အရှိဘက်ကမ်းမှာတဆက်တဲ့တည်ရှိနေပြီးမန္တလေးမြို့လိုရဲ့မြောက်ပိုင်း54မိုင် 54မိုင်အကွာမှာရှိတဲ့စင်ကူးမြို့ကို2024ခုနှစ်ဇူလိုင်လ18ရက်နေ့18ရက်နေ့ညပိုင်းကတည်းက MDY PDF ဦးဆောင်တဲ့တပ်ဖွဲ့တွေကအောင်မြင်စွာသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့နေရာတွေဖြစ်ပါတယ်စစ်ကောင်စီရဲ့ယခုထိုးစစ်ဆင်မှုဟာ မတရားမြို့နယ်ရဲ့အရှိအပိုင်းမှာကြီးရွာတွေဖြစ်တဲ့ကင်းမြောင်ဦးကြောက်စဲလေးစခန်းသား စတဲ့စေဝါထစ်မနဲ့တစေဝါကိုလွန်ခဲ့လတွေအတွင်ပြန်လဲသိမ့်ပိုက်ခဲပြီးနောက်မြောက်ဘက်ကိုဆက်လက်ထိုးဖောက်လာတာပဲဖြစ်ပါရဲ့စစ်ကောင်စီဟာအဲ့ဒီပြန်သိမ်းထားတဲ့ရွာတွေမှာအထိုင်ချတက်ဆွဲပြီးနေငယ်ရှင်းလင်းရေးနဲ့ကင်းလက်ကင်းတွေကိုစဉ်စားမပြတ်လှုပ်ဆောင်နေတာကတော့ဗျူဟာမြောက်ညတ်ပူးညတ်ပိတ်စစ်စင်ရေးရအဆပဲဖြစ်တယ်ဆိုတာကိုကျွမ်းကျင်သူများရဲ့သုံးသက်ချက်ကရှင်းလင်းစွာဖော်ပြနေပါတယ် အဓိကပစ်မှတ်ကတော့လွန်ခဲ့တဲ့တနေ့ကျော်ကတည်းကတော်လန်ရေးတပ်တွေထိန်းချုပ်ထားတဲ့စင်ကူးမြို့ကိုပြန်လည်ရယူဖို့ပဲဖြစ်တယ်။စီရေးရင်စုတခုအရမှတ်ချက်ကတော့ဒီအခြေအနေကို ပိုပြီးထင်ရှားစေပါတယ်။တော်လန်ရေးတပ်တွေအနေနဲ့စစ်တပ်ကပြန်လည်ရယူထားတဲ့တပိတ်ချင်းမြို့ကို ပြန်မယူနိုင်ဘူးဆိုရင်ကြားညက်နေတဲ့စင်ကူးမြို့ကို ထိန်းချုပ်ဖို့အလွန်ခက်ခဲလာနိုင်ပါတယ်။ဒါကစစ်ကောင်စီရဲ့စစ်ကြောင်းတွေက မတ္တရာနဲ့တပိတ်ချင်းကြားမှာရှိတဲ့စင်ကူးကိုတုံဘက်နဲ့မြောက်ဘက်နှစ်ဖက်လုံးကနေဖိအားပေးဖို့စူးစမ်းနေ